စမ်းမယ်လူအခွင့်ရေးဆိုတာကိုကျွန်တော်ဘာလို့အမြဲတမ်းတစားစားထည့်သွင်းပြောနေရတယ်လဲဆိုတော့အခုလက်ရှိတောင်ကြီးမြို့မှာလုပ်ငန်းအသီးသီးရဲ့နာမည်ကိုဘာအကြောင်းပြချက်မှမရှိပဲမြန်မာဘာသာနဲ့အသုံးပြုရမယ်ဆိုတဲ့လှုပ်ရက်တွေကြောင့်ပဲတကယ်ဆိုရင် စိုက်နာမည်ပေးတယ်ဆိုတာသူတို့နဲ့ဘာမှမဆိုင်သလို ကိုရွေးချယ်မှုနဲ့ပဲကိုဆိုင်ပါလေလူတိုင်းဟာကိုမိသားစုစီးပွားရေးအတွက်တချို့ဆိုရင်ကိုယ်တိုင်နေကောင်းနေမြတ်ရွေး ငွေကြေးတွေညာနာစွမ်းအားတွေအကုန်ခံပြီးနာမည်တလုံးရဖို့အရေးတိဆောက်ထားတဲ့လုပ်ငန်းနာမည်တွေကိုဘာအကြောင်းပြချက်မှမရှိဘာဥပဒေမှမရှိပဲဒီလိုအတင်းကျပ်ပြင်ခိုင်းနေဆိုတာအလွန်တရာမှရိုင်းဆိုင်ပြီးအင်မတန်မှအောက်တန်းကျတဲ့လုပ်ရတရဖြစ်ပါတယ်ဒီလိုအဖွဲ့အစည်းကစစ်မှန်သောဒီမိုကရေစီတို့စစ်မှန်သောဖက်ဒရယ်တို့စောက်ကြီးစောက်ကြဲပြောနေတာဟာအင်မတန်မှရင်နာစရာကောင်းတယ်လို့ဒီလိုအဖွဲ့အစည်းမျိုးကို၄နှစ်ကျော်ကျော်ကာလအထိ ထောက်ခံအားပေးတဲ့သူတွေဆိုတာလေ လူလို့ခေါ်ထိုက်တဲ့သူတွေမဟုတ်တော့ပါဘူးပြောလိုက်ရင်အောက်ခြေကလူတွေကအစသူတို့လောက်ဖျားတရားလို့သူမရှိဟိုးအပေါ်ကိုလည်းကြည့်အောင်မလားသာသနာပြုမင်းကြီးဆိုပြီးကြားဖြန့်ခေါင်းဆောင်မတ်တီငွေနဲ့တိဆောက်ထားတဲ့ smiling ရုပ်ထုကြီးကိုတည်ထားပေးတဲ့သူလင်းရင်မှုတွေဆိုစာတင်เจ้าမှာမချမ်းဘုံကျဲတက်ဖြတ်ပြီးမယ်အုတ်ထုတ်ပေါ်မှာ24 PCG နဲ့ဆိုတော့အဟုတ်ဗျလူတက်ပြီးဖျားတရားလို့တဲ့သူတွေ ဒီလိုလူတွေကစောက်ကြီးစောက်ကြီး Federal Democracy ပြောနေပြီမင်းအခြေခံလူခွင့်ရေးကိုတော့အာဂျိုးမန်တက်ချိုးဖောက်နေတဲ့သူအဲဒီလိုချိုးဖောက်နေတဲ့သူကို အားပေးနေတဲ့သူ အားမပေးရင်တော့နှုတ်ဆက်နေတဲ့သူတွေအေးလေသူတို့ကိုမပြောပါနဲ့တောင်ကြီးမှာလူအခွင့်ရေးအတွက်အလုံးလုံးနေပါတယ်ဆိုတဲ့သူတွေရှမ်းပီကလူတို့အတွက်အလုံးလုံးနေပါတယ်ဆိုတဲ့ပါတီတွေတောင်ဘာအတမ်းမှမထွက်ရကြဘူးမလား ဒီအတိုင်းသာဆက်သွားကြည့်တဖြည်းဖြည်းပူဆိုးလာပြီးလမ်းသွားလမ်းလာရင်တော့မင်းပြချွတ်ပြဆိုရင်လေချွတ်ပြရမယ့်အနေထားတိရောက်လာလိမ့်မယ်ဒါကြောင့်ဒီလိုကောင်းတဲ့အကုန်လုံးအနှစ်ပြတ်မှရမှာစစ်တပ်ဘာလို့လို့ထောက်ခံနေတဲ့သူတွေစစ်တပ်ခိုင်းတမျအကုန်လိုက်လုံနေတဲ့သူတွေပြီးတော့သူတို့ ਨੇ ပူပေါင်းနေတဲ့ပါတီဝင်တွေ ਨੇ မိသားစုတွေကအစပူပေါင်းဆောင်ရွက်သူတွေအစုံသူတို့တွေအားလုံးကိုကိုကဘာမှမလုပ်နိုင်ရင်တော့ social punishment တို့ boycott တို့လုပ်ရပါမယ်။ဒါလေးတောင်ခမရတို့မစွမ်းဆောင်နိုင်ရင်လဲကြွန်တာခံလိုက်ကြဖို့ပဲပြောကျင်ပါလေ။အမျိုးဘာသာသာသနာဆိုတဲ့အကောင့်တွေကိုလည်းမင်းတို့တွေဒီလောက်တောင်မျိုးချစ်ကြီးတွေဖြစ်နေရင်ဘေးမဝဲနဲ့ကရောင်းကြိုက်။ကိုလိုနီခက်က စီစဲလာတဲ့ဘောင်းဘီကိုမဝဲနဲ့တဆိုးဝစ်ပြီးစစ်တိုက်ကြပါလို့ပဲပြောဆိုလိုက်ပါစီ။တဲ့တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ BOSA Design